လူတိုင်းလူတိုင်းမှာကိုယ်ပိုင်အနာကက်ရှိပါတယ်။တခါတလေမှာလူတွေကမနှက်ပြန်ပါဖြစ်မလဲဆိုတာကိုတွေးပြီးစိုးရိမ်ကြတယ်။တချို့ကတော့မဖြစ်သေးတဲ့သူတို့ရဲ့အနာကက်ကိုကြိုပြီးခံမှန်းဖို့စူးစမ်းကြတယ်။တချို့ကလည်းမကောင်းတဲ့အတိတ်တွေထဲမှာပိတ်မိနေကြတယ်။တကယ်တော့အတိတ်ဆိုတာမကြာမကြာပြောင်းလဲထူးဆွားနေဖို့ထက်ကိုပါမှားခဲ့တယ်ဆိုတာကိုသင်ငန်းစာယူပြီးကိုယ့်ရဲ့အနာကက်ကိုပိုကောင်းအောင်လုပ်ဆောင်ရမယ့်အရာပဲ။ဒီလိုပဲအနာကက်ဆိုရလဲ ခံမှန်လိုက်ရုံနဲ့ရရှိတာမှမဟုတ်ဘူးတကယ်တော့မင်းရဲ့အနာဂတ်ကိုကြိုတည်ခြင်းရဲ့အကောင်းဆုံးနည်းလမ်းကတော့ခံမှန်းနေုံနဲ့မဟုတ်ပဲမင်းရဲ့အနာဂတ်ကိုမဲခွန်တိုင်းဖန်တီးဖို့ပဲလှုပ်ဆောင်ချက်တွေဆိုတာကံတရားထက်ပိုပြီးအစွတ်တက်ပါလေလူအများစုကတော့ပြန်မကောင်းလို့အခြေအနေမကောင်းလို့ အခြားသူတွေကဘာဖြစ်လို့ညာဖြစ်လို့ဆိုတဲ့စင်ကြေတွေနဲ့အရာရာကိုအဖြစ်တည်နေတတ်ကြတယ်တကယ်တော့ကိုယ့်ရဲ့နာကမ်းမှာကောင်းမွန်တဲ့ဘဝကိုဖန်တီးနိုင်ဖို့ဆိုတာဉာဏ်ရှိရမယ် လုံးလာရှိရမယ်ဇွဲလဲရှိရမယ်လေအနာဂတ်ကိုဖန်တီးတယ်ဆိုတာဒီနေ့မှဖြစ်ပေါ်လာတဲ့ခွင့်ရေးတွေကိုတူဝေတုံဆိုင်မှုမရှိပဲလက်တွေ့အကောင့်တွေအပေါ်ပြီးရယူနိုင်မှဖြစ်နေပြီဒါကြမမြဲမှတ်ထားဖို့လိုတာကိုယ့်ရဲ့အနာဂတ်ဟာကိုယ်လက်ရှိလုပ်နေတဲ့အရာပေါ်မှာပဲလူတည်နေတယ်ဆိုတာကိုဘယ်တော့မှမမေ့နဲ့ဒီနေ့မှကိုကိုယ်တိုင်ကြိုးစားပြီးဖန်တီးမှကိုယ့်ရဲ့အနာဂတ်ဟာတာယာလှပနေပါပဲဒီ။ဒါကြောင့်တူဝေမနေနဲ့တုံဆိုင်မနေနဲ့ ပြီးတော့အနာဂတ်ကိုကြိုတွေ့ပြီးစိတ်ကူးရတဲ့ရထက်ဒီနေ့မှပဲလက်တွေ့လို့ဆောင်နိုင်အောင်ကြိုးစားလိုက်ကောင်းလေလူအချို့ကနာကျင်မှုတွေကိုပေါ်ပါစေဖို့ပြုံးကြတယ်လူအချို့ကဒဏ်ရာတွေကိုသက်သာစေဖို့ပြုံးကြတယ်လူအချို့ကကိုယ့်ရဲ့မျက်ရည်တွေကိုလူမမြင်စေခြင်းလို့ပြုံးကြတယ်လူအချို့ကကိုယ့်ရဲ့အတွင်းစိတ်ကိုကြားသူတွေမရေမိအောင်လို့ပြုံးကြတယ်လူချူကကိုယ့်ရဲ့အားနဲ့ချက်တွေကိုပေါ်စေခြင်းလို့ပြောကြတယ်။လူချူကသင်ငန်းစာတွေထက်ထက်ရလာတဲ့အတွက်ပြောကြတယ်။ ဆက်ရပူပါလိမ့်။လူတွေရဲ့အကြောင်းကိုနားလည်လာတဲ့အခါမှာနည်းနည်းသူတို့လိုပြောတတ်လာပါလိမ့်မယ်။မွေးရေးသားသူဟာခရစ်တယ်ဖြစ်ပါရဲ့ဗျာ။